ရခိုင်ကမ်းမြောင်ဒေသရဲ့အကြောင်းကိုစဖို့အတွက်တဘာဝပိုင်းကြီး၄ဘိုင်းရနဲ့သွားရမယ်။တဘာဝပိုင်းကြီး၄ဘိုင်းကလေးထဲမှာတင်ခဲ့ပြီးသားဖြစ်လို့ကလေးပြီးမှတ်မိမမတ်မိတစ်ချက်ပြန်မေးမယ်။မေးပြီးတော့မမတ်မိဆိုရင်ဒီမှာတစ်ခါရဲ့တင်ပေးရမှာပေါ့နော်။တဘာဝပိုင်းကြီး၄ဘိုင်းအနက်လေးထဲမှာ၂ဘိုင်းတင်ပြီးသားဆိုတော့၅ထဲမှာနောက်ထပ်၂ဘိုင်းထပ်တင်ရမယ်။ Okay ။ဒါဆိုရင်မြေပုံကိုသွားရအောင်။ကလေးကမြေပုံအခြေခံလုံးဝမရှိဘူးဆိုရင်ဒီမှာမြေပုံကြည့်နည်းအရက်မျက်နှာကိုအရင်ဆုံးစတင်မယ်။အရက်မျက်နှာပြီးသွားပြီဆိုရင်အောက်ကမြေပုံအညွှန်းဒီမှာမြေပုံအညွှန်းမှာအမဲရောင်လေးဆို300မီတာနဲ့အထက်လို့ပြောထားတယ်။ဒါကပင်လယ်ရေမျက်နှာပြင်ရဲ့အမြင့်ကိုပြောတာပါ။ ဒီအညွန့်လေးကိုနားလည်လိုက်တာနဲ့ကလေးကမြေပုံမှာဘယ်ပိုင်းရမြင့်နေဘယ်ပိုင်းရနေနေဆိုတာခါရဲသိသွားမယ်။ Okay မြေပုံအညွန့်လေးရပြီဆိုရင်ချက်ရတင်ငန်းစာကိုတွဲရအောင်။အဲ့တော့တင်ငန်းစာကချက်ကအရင်ဆုံးရခိုင်ကမ်းမြောင်ဒေသရဲ့တည်နေရာကိုပြောမယ်။ရခိုင်ကမ်းမြောင်ဒေသဆိုတာကတဲ့ရခိုင်ယူမနဲ့ဘင်္ဂလားပင်လယ်အော်ကြားမှာရှိပြီးတော့ မြောက်ဘက်ကကျည်ပြီးတောင်ဘက်ကကျင်းတယ်။ Okay လာပြီ term နေလာပြီအဲ့တော့ရက်ခိုင်ယိုးမယိုးမဆိုတာကရှေလျားတဲ့တောင်တန်းကြီးကိုပြောတာ။အဲ့ဒီဘက်ကရက်ခိုင်ယိုးမရှိတယ်။ဘင်္ဂလားပင်လယ်အော်ပင်လယ်အော်ဆိုတာကကြီးမားတဲ့ပင်လယ်ကွေ့ကိုပြောတာ။ Okay ပြီးရင်တောင်ဘက်ကကျည်တယ်ဟောဒီဘက်ပိုင်း sorry မြောက်ဘက်ကကျည်တယ်ဆိုတော့ဒီဘက်ပိုင်းကကျည်တယ်ပြီးရင်တောင်ဘက်မှာ ကျင်းမြောက်သွားတယ်။ဒီလိုမျိုးကလေးတွေကို ထမ်းတွေကိုလည်းတခြားရှင်းပြမယ်မြေပုံနဲ့တွဲပြီးတင်မယ်ဆိုရင်ကလေးတွေကသင်ကန်းစာကိုထဲထဲဝင်ဝင်နားလည်ပြီးတော့စာမေးပွဲအတွက်စက်မှတ်တဲ့နေရာမှာလည်းလွယ်ကူသွားမှာဖြစ်ပါ